ပန်တိုဂျာကိုတုံးချီပဲထိုးမယ်လို့ပြောလိုက်တဲ့ Joshua Van အစီအစဉ်လေးမစခင် ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ like ပဲဟုချီရတဲ့ပရိသတ်ကြီးကိုတောင်းဆိုပါတယ်ခင်ဗျာ ကျွန်တော်ပန်တိုဂျာကို အပြည့်အဝလေးစားပါတယ်သူက champion မှာဒါပေမဲ့သူနဲ့ပွဲက၅ချီပွဲဆိုလာ ကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်အတွက်ကတော့တုံးချီပဲလိုပါတယ်ကျွန်တော်အဲ့ဒီတုံးချီအတွဲမှာပဲပွဲကိုအဆုံးတတ်နိုင်တယ်ဆိုတာကိုယုံကြည်ပါတယ် ပရိသတ်တွေအနေနဲ့အရှည်ကြီးမျှော်နေစရာမလိုပါဘူးစိတ်လှုပ်ရှားစရာအကောင်းဆုံးတုံးကြီးဖြစ်လာမှာပါကြားတယ်နော်ပရိသတ်ကြီးတုံးကြီးပဲတဲ့ချန်ပီယံပွဲဆိုတာ၅ကြီးဒါပေမဲ့သူကတုံးကြီးနဲ့တင်ပြီးသွားမယ်လို့ကြုံဝါလိုက်တာဟာသူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည် striking power နဲ့အရှင်ငဟုံကိုဘလောက်ယုံကြည်လဲဆိုတာပြသနေတာပါဒီလိုပြောမျိုးကသူ့ရဲ့ပွဲစဉ်တွေကိုစောင့်ကြည့်ရတာကိုပိုပြီးစိတ်ဝင်စားစရာကောင်းစေပါတယ် ဂျောရှုအာဗန်ဟာ UFC လောကမှာတက်ကြွနေတဲ့ကျယ်တပွင့်ဆိုတာညင်းမရပါဘူး။ Brandon Rival လို့ Three Time Fighter ကိုအနိုင်ယူပြီးတဲ့နောက်သူ့ရဲ့ခြေလှမ်းတွေက Flyweight တန်းရဲ့အမြင့်ဆုံးနေရာကိုတဲ့တဲ့ဥတည်နေပါပြီ။ပန်တိုဂျွာကိုတုံးချီနဲ့အနိုင်ယူမယ်ဆိုရဲ့ရီမန်းချက်ကကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။ပန်တိုဂျွာကလည်းမြေပြင်တိုက်ခိုက်ရေး Grappling နဲ့တောင့်တင်တဲ့စိတ်ဓာတ်ပိုင်ရှင် Champion ဟောင်းပါ။ Joshua Van Ha UFC Champion လူပွဲမှာပါဝင်ခွင့်ရတဲ့2000ခုနှစ်နောက်ပိုင်းမွေးဖွားသူ ပထမဆုံး fighter ဖြစ်လာခဲ့ပါပြီ။ဒါကတမိုင်းမှာထုံးကြည်ပဲဆိုတာကတော့သူ့ရဲ့ရဲရင်မှုကိုပြတာပါ။ဒါပေမဲ့ပန်တိုဂျာရဲ့ကြမ်းထမ်းတဲ့အတွေ့အကြုံနဲ့ချုပ်ကွက်တွေ submission တွေကိုတတိထားရပါမယ်။ဗန်ရဲ့သုံးကြည်ကတိဟာလော့ကဒန်ကိုစင်ခေါ်လိုက်တာနဲ့တူပါတယ်။သူအဲ့ဒီဖိအားကိုဘလူးကြော်ဖြတ်မလဲဆိုတာစောင့်ကြည့်ရမှာပါဂျော်ရှူအာဗန်ကတော့စင်ခေါ်မှုကိုလက်ခံယူမကား ကိုဘာသာကိုပါစင်ခေါ်လိုက်တာလို့ဖြစ်နေပါပြီ။တုံးကြီးနဲ့မပြီးရင်ဘာဖြစ်မလဲ။လေးကြီးမောက်မှာအမောပြေဟူရေတပူလင်းပူတော့ရမော်ဗျာ။ဒါပေမဲ့စိတ်မပူနဲ့ဂျော်ရှူအာဗိုင်ရဲ့မြမသွေးရဲရင်နဲ့စိတ်တန့်နဲ့အရှင်အဟုန်ပြင်းနဲ့တိုက်ခိုက်ပုံဟာပွဲတိုင်းကိုအမေးတမ်းအနိုင်ရစေပါတယ်။တုံးကြီးပဲဖြစ်ဖြစ်ငါးကြီးလုံးပဲဖြစ်ဖြစ်ဒီပွဲကတော့ပြန်တိုင်းနေတဲ့အတိုင်းရဲ့သမိုင်းကိုပြောင်းလဲမဲ့အရေးကြီးဆုံးပွဲဖြစ်လာမှာပါ။